Facebook ပေါ်မှာအစိုးရကိုဝေဖန်တာတွေရှော့ပေးဖို့ဝန်ကြီးချုပ်မန်းချုံတွေကတော်တော်ကိုယ်စားလှယ်တွေကိုမြစ်တာရက်ခံလိုက်ပါတယ်။ဒီသတင်းကိုတော့တော်စင်မျိုးကတင်ဆက်ထားပါခင်ဗျာ။ ARD တိုင်းဒေသကြီးပသိမ်မြို့မြို့တော်ခမ်းမမှာမလ23ရက်နေ့ကကျင်းပတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့တိုင်းအတွင်းခရိုင်6ခုနဲ့မြို့နယ်26မြို့နယ်ကအလုံးမှုဆောင်စုံကြီးတွေ့ဆုံပွဲမှာ ARD တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုစလဲရီအင်ဒီနဲ့ Facebook ပေါ်မှာအစိုးရကိုဝေဖန်နေတာတွေရှော့ပေးကြဖို့မြစ်တာရက်ခံခဲ့ပါတယ်။ညာဘောအကြီးကျွန်တော် ်တဲ့ဘုရားနာမနဲ့အမြဲတမ်းဆုချောရရီတိုင်းဒေသကြီးအစိုးရရဲ့လှုံ့ဆော်ချက်တွေအပေါ်အားမလို့အားမရဖြစ်နေတဲ့ကိုယ်စားလှယ်တွေရှိကြပါတယ်လွတ်တော်ကိုယ်စားလှယ်အချို့ကတော့အားမလို့အားမရဖြစ်နေတာတွေနဲ့ပတ်သက်လို့ Facebook ပေါ်မှာဝေဖန်ရေးသားခဲ့ကြပါတယ်ဝေဖန်ရေးသားတာတွေနဲ့ပတ်သက်လို့ဝန်ကြီးချုပ်မန်းကျော်နီကတော့အခုလိုဝေဖန်နေမယ်ဆိုရင်ပါတီကိုယ်တိုင်ထိခိုက်နစ်နာစီမှာဖြစ်တယ်လို့ဆိုပါတယ်နည်းနည်းလေးအပေါ် စိတ်ထဲစံတာလည်းမရောချပါဘူးကျွန်တော်ဆက်တော့ကိုယ်စီကိုညစ်တာကတော့ညစ်တဲ့ဒါပြင်ဝင်ကြီးချုပ်မန်းကျော်နီကသူ့အနေနဲ့တလှမ်းချင်းလှမ်းနေတဲ့အတွက်တဲခန့်ကြဖို့ကိုလည်းပြောပါရယ်လွှတ်တော်ကတိုက်တွန်းတဲ့အဆိုရီနဲ့ပတ်သက်လို့လည်းအကောင့်ထယ်ပေါ်နေပြီးအကောင့်ထယ်ပေါ်ဆောင်ရွက်ခဲ့တာပြီးနဲ့ပတ်သက်လို့လွှတ်တော်ကိုယ်စားလေးတွေကိုစာအုပ်နဲ့ဖြန့်ဝေထားမယ်လို့ဆိုပါရယ်ကျွန်တော်တော်စင်မြို့ပါခင်ဗျာ